ကလင်းမြို့နယ်တွင်စစ်တပ်စီကြောင်းကနှချောင်းရွာသားနှအိုးကိုဖမ်းဆီးတပ်ဖြတ်ပြီးရုပ်အလောင်းများကိုမြောင်းထဲတွင်စွန့်ပစ်ခဲ့စစ်တပ်ကကျေးရွာများကိုမီးရှို့ပြီးလေရင်ဖြင့်ပုံကျဲစကိုင်းတိုင်းကလင်းမြို့နယ်အတွင် အကြမ်းဖက်စစ်တပ်စီကြောင်းကနှချောင်းရွာသားနှအိုးကိုဖမ်းဆီးတပ်ဖြတ်ပြီးရုပ်အလောင်းများကိုမြောင်းထဲတွင်စွန့်ပစ်ခဲ့ကကျေးရွာများကိုလည်းမီးရှို့ပြီးလေရင်ဖြင့်ပုံကျဲ၍နေအိမ်များပြက်စီးခဲ့သောဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည် ောက်တိုဘာလ29ရက်နေ့မှစတင်ပြီးထိုမရွာ GDC တွင်တက်ဆွဲထားသောအကြံဖက်စစ်တပ်ကအင်အားဖြည့်တင်းပြီးနောက်အနီးအနားရှိကျေးရွာများကိုဇက်တိုက်စစ်ကြောင်းထိုးလာကြောင်းရင်းစစ်ကြောင်းကလက်ရှိအချိန်ကျွန်းချောင်းရွာ၊ထောက်ကျက်ရွာ၊နှမြောင်းရွာ၊နှချောင်းရွာ၊ချောင်းခွာရွာနှင့်ဟာခါလေးရွာများကိုဇက်တိုက်မိရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည် ထူစစ်တောင်းသည်နှချောင်းရွာကိုဝင်ရောက်စီနေစဉ်ကျေးရွာအတွင်ပြန်လည်ဝင်ရောက်လာပြီးရိခါပြန်ယူသည့်ပြည်သူနှစ်ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ကာရုပ်အလောင်းများကိုမြောင်းထဲတွင်ပြစ်ချထားခဲ့ကြောင်းအကြမ်းဖက်စစ်သားများသည်ကျေးရွာအတွင်ရှိနေအိမ်များကိုလည်းမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည် ထို့ပြင်နိုဝင်ဘာလ6ရက်နေ့လေအကြံဖက်စစ်တပ်ကထင်သာကျေးရွာရတနာမန်အောင်ကျောင်းတိုက်ကိုဂျက်ဖိုက်တာဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတောင်းထိုင်စရာတော်နှင့်ကိုရင်တပါလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်ရှင်လက်ရှိချိန်တွင်လည်းအကြံဖက်စစ်တပ်ကကလင်းမြို့နယ်တောင်ပိုင်းကိုဆက်လက်စစ်ကြောင်းထိုးနေဆဲဖြစ်ပြီးတိုက်ပွဲများလည်းနေ့စဉ်ဖြစ်ပွားနေကာထောက်ကျက်ရွာ၊ကြာအင်းရွာ၊စီတာရွာ၊နမြောင်းရွာ၊နှချောင်းရွာ၊ကြံတာရွာ၊အောင်တာရွာရွာနှင့်နှံတော်ရွာအပါအဝင် နီးအနားရှိကျေးရွာများမှာတောင်းနှစ်ချီတော်ပြည်သူများမှာဘေးလွရာကိုဆက်လက်ထွက်ပြေးတင်းရှောင်နေရပြီးစားနပ်ရိက္ခာများလည်းအရေးပေါ်လိုအပ်နေကြောင်းသိရှိရပါတယ်ရှင်စစ်ခွေးစစ်တောင်းတွေကရှိနေတော့မယ်အခုထိကိုပြည်သူတွေလည်းဆက်ကတင်းရှောင်နေရတယ်။နှချောင်းရွာကိုပြည်သူတို့ပြန်လည်ဝင်ရောက်ချိန်မှာစစ်ခွေးတွေတက်ပြတ်ခဲ့တဲ့ပြည်သူနှုတ်ရဲ့ရောအလောင်းကိုတွေ့ရှိခဲ့ပါတယ်။စစ်ခွေးတွေမိရွှေသွားတာတော့ရွာတွေများတယ်။နေအိမ်ပြည့်စင်းမှုအခြေအနေကိုတော့ဆက်လက်အတည်ပြုနေပါတယ်။စစ်ခွေးတွေလေချောင်းနဲ့ပုံချဲသွားလို့နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်ဟု